မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှုံမြို့နယ်အနီးမှာရှိတဲ့ကာကင်းစခန်းတချို့ကို MNDAA တပ်ဖွဲ့ကတိုက်ပတ်ရရှိထားပြီးတော့စစ်ကောင်စီဘက်ကတေဆုံးသူများပြားကစစ်တုံးပန်းများကိုလည်းဖမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ29ရက်နေ့မနက်ပိုင်းကလည်းနန်ဖူးရိုင်မှာရှိတဲ့ MNDAA တပ်နဲ့စစ်ကောင်စီတပ်တို့ကြားပထမအကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ဇွန်လ3ရက်နေ့မှာလည်းလားရှုံမြို့နယ်မိုင်းတင်ကြီးရွာအနီးနမ်မဘောဒနမ်ပေါင်မြို့ဆောင်လမ်းတို့မှာ တိုက်ပွဲများဒုတိယအကြိမ်ဖြစ်ပွားလာတယ်လို့သိရပါဗျ။ဇွန်လ3ရက်နေ့ကနေဒီကနေ့ဇွန်လ5ရက်နေ့အထိတိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီရဲ့ကာကင်းစခန်းတချို့ကို MNDAA ကသိမ့်ပိုက်ရရှိခဲ့တယ်လို့သိရပါဗျ။လားရှုံမြို့နယ်နားကကာကင်းစခန်းတွေရတယ်လို့သတင်းရထားပါတယ်။ညောင်ကုန်းကာကင်းစခန်းကိုလည်းရတယ်လို့သိရတယ်။တခြားကာကင်းစခန်းကိုလည်းရတယ်လို့ကြားထားပါတယ်။ကာကင်းစခန်း3ခုလောက်တော့ရထားပြီ။စစ်ကောင်စီဘက်ကတိုက်ဆုံမှုအသေးစိတ်နဲ့လက်နက်ခဲယံရရှိမှုစစ်တုံးမှန်းဘလောက်ဖမ်းမိထားတယ်ဆိုတာကိုတော့အတိအကျမသိရသေးဘူးလို့တော်လိုင်းရေးသတင်းအရေးမြစ်ကပြောကြားထားပါတယ်။ စေကောင်စီတပ်ကလာရှုံမြို့နယ်ပတ်ပတ်လည်ကတိုက်ပွဲများမှာလက်နက်ကြီးများကိုအသုံးပြုပြီးတော့တိုက်ခိုက်နေတဲ့အပြင်ဒရုန်းများနဲ့ပါဘုံများကိုကျဲချနေတယ်လို့သိရပါဗျ။ဒုံးကျည်မြေဆိုင်များနဲ့ပါပစ်ခတ်နေပြီးတော့လေကြောင်းတိုက်ခိုက်မှုများကိုလည်းအဆက်မပြတ်လှုပ်ဆောင်နေတယ်လို့သိရပါဗျ။အကြမ်းဖက်စေကောင်စီကလာရှုံမြို့အဝင်ထွက်များအားလုံးကိုပိတ်ဆို့ထားပြီးတော့စစ်အင်အားများကိုလည်းအဆက်မပြတ်ဖြည့်တင်းလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ကြောက်ကျန်းရွာတိုက်ပွဲမှာတေဆုံးခဲ့တဲ့ဒုတိယဗိုလ်မှူးကြီးတန့်စော်ခိုင်အပါဝင်စစ်တီဆန္ဒဦးကိုပျောက်ဆုံးစစ်တီများရဲ့ဆေးရဲနဲ့ကိုတွင်းလိုက်ပြီးတော့ကျန်းရဲသူမိသားစုအနေနဲ့အသက်အာမခံတဲ့ရော်ကြီးများကိုမရရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းပြုံးလွင်အခြေစားတက်မတော်တိတ်ပံနဲ့သုတေသနဤပညာဌာနချုပ်တာတနာတက်ကဒုတိယဗိုလ်မှူးကြီးတန့်စော်ခိုင် ဗိုလ်ကြီးဇင်မင်းထွန်းအပါအဝင်စစ်တီဆန္ဒဦးဟာနောင်ချုံမြို့နယ်ကြောက်ကြမ်းတိုက်ပွဲမှာတေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့စစ်ကောင်စီကပျောက်ဆုံးစည်ရင်တွင်းပြီးတော့အသက်အာမခံကြီးနဲ့ရော်ကြီးကိုကျန်ရဲသူမိသားစုများကမရရှိဘူးလို့သိရပါတယ်။တေဆုံးအရာရှိစစ်တီတွေရဲ့နယ်ကမိဘတွေကိုတက်ကိုလာဖို့အကြောင်းကြားပြီးတော့တက်ကိုရောက်မှတေဆုံးချောင်းပြောပါတယ်။ငိုချင်တက်ထဲမှာပဲငိုပြီးတော့အပြင်ကိုမပေါက်ကြားစေဖို့အတွက်မိသားစုဝင်တွေကိုမှားတယ် နာရေးရက်လေလုံးပြီးမှတေဆုံးသူတွေအားလုံးကိုပျောက်ဆုံးအနေနဲ့ပဲဆက်လက်ပြီးတော့တင်ပြထားတယ်အဲ့ဒီတော့အသက်အမကန်ရော်ကြေးလည်းမရတဲ့အပြင် gratuity လိုချင်ရင်အလောင်းပြန်ရမှရမယ်ဆိုပြီးတော့ကျဲသူမိသားစုတွေကိုပြောပါတယ်အဲ့ဒါကိုတာတာနာတမ်းမှုဘိုးချုပ်စိုးမြင့်မောင်ကစီမံလုံဆောင်တာဖြစ်ပါတယ်လို့တက်အတိုင်းဝိုင်းကရှင်းပြထားပါတယ်ပြင်ဦးလွင်တာတာနာတက်ကတေဆုံးသွားတဲ့ဒုတိယဘိုးမကြီးတန့်စော်ခိုင်ဟာ DSA အပတ်စဉ်53ကျောင်းဆင်းဖြစ်ပြီးတော့ဗိုလ်ကြီးစင်မင်းထွန်းဟာ DSTA အပတ်စဉ်16ကျောင်းဆင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကရှေ့တန်းစစ်မျက်နှာပြင်များမှာတေဆုံးမှုများပြားနေတဲ့အတွက်လက်ယုံတက်များပညာတဲ့အရာရှိနဲ့စစ်သည်များကိုပါရွေးထုတ်ပြီးတော့စစ်တိုက်ခိုင်းနေမှုများကိုတောက်လျှောက်စိုးစလို့ဆောင်ရွက်နေတယ်လို့တပ်အတိုင်းဝိုင်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပေါန့်တယ်မြို့နယ်မှာစစ်ကောင်စီခန့်တိန်ခုံကြီးရွာအုပ်ချုပ်ရေးမှုရဲမင်းထေးခေါ်ဂျင်းမီပြစ်ခတ်ခံရပြီးတော့တည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ၄ရက်နေ့ညနေ၄နာရီခွဲအချိန်ပဲခူးတိုင်းပြည်ခရိုင်ပေါန့်တယ်မြို့နယ်တိန်ခုံအုပ်စုတိန်ခုံရွာမှာအကြမ်းဖက်စစ်ကောင်စီကလုံခြုံရေးယူပေးနေတဲ့တိန်ခုံကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုဂျင်းမီခေါ်ရဲမင်းထေးကိုပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်363တက် PPDF တရင်တက်ခွဲ၄က ပြင်ကြီးရွာနဲ့တိမ်ကုန်းရွာကြားမှာတနက်နဲ့ပြစ်ခတ်ခဲ့ရာဥကောင်းကိုထိမှန်ပြီးတော့နေရာမှာတွင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တိတ်ဆုံးသူတိမ်ကုန်းကြီးရွာအုပ်စုအုပ်ချုပ်ရေးမှူးဂျင်းမီခေါ်ရေးမင်းထေးစီကနေပြီးတော့စစ်အိတ်တလုံးမှတ်ပုံတိကပ်ပြားတစ်ခုနဲ့စစ်ကောင်စီထံဆက်သွယ်ထားတဲ့ဖုန်းတလုံးတို့ကိုတိမ်စီရရှိခဲ့တယ်လို့သိရပါတယ်။ အုတ်ချုပ်ရိမ်းမှုဂျင်းမီခေါ်ရဲမင်းသေးကိုအုတ်ချုပ်ရိမ်းမှုယာဒူကနေပြီးတော့နှုတ်ထွက်ပြီးပြည်သူနဲ့ပူးပေါင်းရန်အချိန်ချင်းသတိပေးခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့၎င်းကစစ်ကောင်စီနဲ့ပေါင်းပြီးတော့ကျေးွာအုပ်စုထဲမှာပြည်သူများအပေါ်ကိုအာဏာပြဗိုလ်ချခြင်းပြည်သူကာကွယ်တပ်ဖွဲ့ဝင်ရဲဘော်များရဲ့နေအိမ်များကိုဖျက်ဆီးခြင်းပြည်သူပိုင်းပစ္စည်းများကိုသိမ်းယူခြင်းတိမ်ကုန်းတာဝါတိုင်းဆောက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တလကိုနှစ်ကြိမ်ထက်မနည်းစားဝိုင်းတောက်ဝိုင်းများပြုလုပ်ပေးခြင်းစစ်ကောင်စီအတွက်လက်နက်ခဲရတဲ့စားတောက်ကုန်ပစ္စည်းများကိုဝဲကြီးဆဲရေလန်းကနေပြီးတော့တဲဆောင်ပေးနေခြင်းတို့ကြောင့်ရှင်းလင်းခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးများအနေနဲ့အချိန်မီနှုတ်ထွက်ပြီးတော့ပြည်သူနဲ့ပူးပေါင်းကြရန်ပြည်သူနဲ့မပူးပေါင်းပါကပြက်ပြက်သားသားအေးအေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်3639 PPDF တရင်ကသတိပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်သူလူထုကိုကြောခိုင်းတဲ့အမှုပညာရှင်ကိုလွမ်းစရာမရှိကြောင်းတောင်းတက်မတော် TNL ရဲ့ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ဗိုလ်ချုပ်တာဘုံကျော်ကဒီကနေ့ဇွန်လ9ရက်နေ့မနက်မှာ၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကဗျာဆရာမောင်စိန်ဝင်းပတိကုံးကလည်းဒီကနေ့ဇွန်လလ9ရက်နေ့မနက်အစောမှာရေးသားထားတဲ့လွမ်းလောက်လို့လားအမည်ရှိတဲ့ကဗျာကိုတီယန်နယ်လေအထွေထွေအတွင်းရေးမှုချုပ်ဗိုလ်ချုပ်တားပုံးကျော်ကပြန်လည်မျှဝေကအခုလိုမျိုး၎င်းရဲ့သဘောထားကိုပြောကြခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဆရာကဗျာကြောင့်အလင်းပွင့်ရပါတယ်တကယ်မလွမ်းလောက်တော့ပါငငယ်ကလေးကလေချောင်းကွဲမတက်អော်ခဲ့တာကိုနှမျောဟုဆိုကဘိုးချုပ်တားပေါင်းကျော်ကយေးသားထားပါတယ်အဆိုတော်လေးပြူကနေပြူတော်မှာပြုတ်လုပ်ခဲ့တဲ့ဖြောပြေပွဲမှာ BC ဆိုတာဘာလဲ A2 ဇက်ကိုတော့နားမလဲကြောင်း ပြည်သူလူထုများကစစ်အာဏာရှင်နဲ့ပူးပေါင်းသူများကိုတပိတ်မောက်တဲ့ဝိုင်းကော့ပြုတ်လုချင်းအပေါ်မှာလှောင်ပြောင်ပြောဆိုခဲ့တယ်လို့တွေ့ရပါတယ်။ကဗျာဆရာမောင်စိန်ဝင်းပဒီကုန်းကဒီကနေ့ဖော်ပြခဲ့တဲ့လွမ်းလောက်လို့လားကဗျာမှာပြည်သူအတွက်အသက်ပေးသွားတဲ့သူတစ်ယောက်ထက်ပြည်သူကိုကြောခိုင်းသွားတဲ့အမှုပညာရှင်တစ်ယောက်ကပို့ပြီးလွမ်းလောက်တယ်လို့ထင်နေလို့လားလို့ရေးသားထားတာကိုတွေ့ရပါတယ်။ဆက်လက်ပြီးတော့အားလုံးကတမိုင်းကိုစီနေပဲလေလွမ်းနေယုံမကကြေကွဲတတနေစရာတွေနာကြီးဖောက်ထုတ်ပြက် ရန်သူစစ်စစ်လို့စီးချရမယ်အရာတွေဖြစ်ရဲ့တယံစာတတွေပဲပေါ့ဆိုပြီးတော့ဆက်လက်ရေးသားခဲ့ပါတယ်ပြည်သူကိုဂိယူမဆိုင်တဲ့ပုံစံမျိုးနဲ့ပြည်သူများရဲ့တပိတ်မောက်ခြင်းလောက်ရက်ကိုလှောင်ပြောင်ခဲ့တဲ့ဆိုတော်လေးတွေကိုရခင်အမာခံပြည်သက်များကပါပြင်းထန်စွာဝေဖန်ခဲ့ကြခြင်းအပြင်တော်လန့်အမှုပညာရှင်များကပါလေးပြည်ရဲ့လောက်ရက်ကိုရှုံချခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်မှာမိမိနေရက်ကနေတခြားမြို့ရွာအသီးသီးကိုစစ်ဘေးရှောင်နေကြတဲ့သူတွေဟာလက်ရှိမိုးရွှင်ကာလအတွင်းမှာစားဝတ်နေရေးအကျပ်တဲတွေပိုဖြစ်လာကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေရက်ကနေဆုံးခွာပြီးတော့နှိစက်ရများမှာကက်ခုနေရခြင်းဖြစ်တဲ့အတွက်မိုးရွှင်ကာလနေထိုင်ရေးဟာအကျပ်တဲဖြစ်နေရတယ်လို့ပုံနာကျုံမြို့ကစစ်ရှောင်အမျိုးသမီးတူကပြောကြားထားပါတယ်။ တိုက်ပွဲတွေမဖြစ်ခင်ကရင်ကနေပြီးတော့မြို့ကနေရှောင်နေရတာသူများအိမ်တွေမှာကတ်ခိုးပြီးတော့နေရတာတိုက်ပွဲတွေဖြစ်ပြီးတော့အခုချိန်ထိလည်းမြို့ကိုပြန်ဝင်ခွင့်မရသေးတာကြောင့် ဒီတိုင်းပဲဆက်နေနေရသေးတယ်စစ်ဆောင်စားတော်ကຫນွေရသည်ဆိုတော့ဘလို့နေနေအဆင်ပြေသေးတယ်မိသားစုလိုက်ကတ်ခုနေရတာဆိုတော့အခုမိုးရင်းမှာကနေရေးထိုင်ရေးတွေအတော်ကိုအကျတဲဖြစ်နေရပါတယ်လို့ပြောဆိုခဲ့ပါတယ်လက်ရှိဖြစ်ပွားနေတဲ့ဒကြောပြန်တိုက်ပွဲတွေမှာစစ်ဘေးရှောင်နေရတဲ့သူတွေဟာရခင်တိုက်ပွဲတွေလိုမျိုးယာယီစစ်ဆောင်စခန်းတွေမှာခိုးလုံရခြင်းမဟုတ်ဘဲနဲ့မိမိနဲ့နီးစပ်ရာမြို့ရွာများတွင်သာကတ်ခုပြီးတော့နေထိုင်ကြရတယ်လို့သိရပါတယ်စစ်ဆောင်များအနေနဲ့မိုးရင်းကာလမှာနေရေးထိုင်ရေးအကျတဲများအပြင်စားနေရိတ်ခါအကျတဲတွေကိုပါပို့ပြီးတော့ဂျုံလာရတယ်လို့ ို့စစ်တွေကစစ်ဘေးရှောင်အမျိုးသားတို့ကပြောပြထားပါတယ်တမိသားစုလုံးကဝန်ထမ်းနေဆိုတော့တခြားအလုပ်လည်းတိတ်မလုပ်တတ်ကြဘူးလေအခုစစ်ရှောင်လာတော့ဝန်ထမ်းကလည်းထွက်လိုက်ရပြီ ပြီးခဲ့တဲ့လတွေတုန်းကတော့စားသုံးကုန်လူသုံးကုန်ပစ္စည်းတွေယူရောက်တာတွေလုပ်တယ်အခုမိုးရင်းကျလာပြီဆိုတော့တိတ်ပြီးတော့အဆင်မပြေတော့ဘူးမိုးရွာရင်ရောင်းချရမယ့်နေရာကလည်းအဆင်မပြေဘူးလေဒီမိုးရင်းကိုထမင်းမငတ်ပဲနဲ့ကြော်ဖြတ်နိုင်မှုကတော်တော်ကိုခက်ခဲမယ်ထင်တယ်လို့ပြောဆိုထားပါတယ်ရခိုင်ကစစ်ဘေးရှောင်များကိုရခိုင်ကအစိုးရမဟုတ်တဲ့နိုင်ငံတကာအဖွဲ့အစည်းများကလူသားချင်းစာနာမှုဆိုင်ရာကူညီထောက်ပံ့မှုများရရှိခဲ့တယ်လို့လည်းလက်ရှိအခြေအနေမှာတော့ အဲ့ဒီအကူအညီများမရရှိနိုင်တော့ဘူးလို့သိရပါတယ်။ရခိုင်စစ်ဘေးရှောင်များဟာစစ်တွေပေါက်တော့ပုံနာကျော်ဘူးတီတော်မောင်တော်တန်တွဲစတဲ့မြို့နယ်တွေကအများဆုံးဖြစ်ပြီးတော့အဲ့ဒီတဲကတချို့ဟာစစ်ရှောင်ကာလ9လကနေ9လအထိရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။